နဲ့လေးထိလိုက်တာမီးပွင့်သွားတယ်ရေကုန်ရေခမ်းပြန်လုတက်တဲ့မိန်းမတယောက်ဖြစ်ကိုပိုက်တဲ့ကလေးတော့တေးအောင်လှုပ်ထားတဲ့ကိစ္စကြီးလို့ဒါကိုကသူတို့အိမ်ပေါ်တက်ပြီးဒီလောက်လေးပဲလှုပ်သွားသေးရအောင်ဆိုဟဲ့ကြအဲ့လိုကြီးလို့ကိုကလည်းစိတ်ထဲကနေပြန်ပြောပေါ့နော်တချို့ပြိတ်သက်တွေကြအစကနေစပြီးကြည်ရတယ်ဆိုတော့ကို့အတွက်ရန်ကူဖြစ်ပြီးကြတယ်အဲ့ဆိုဟဲ့သူတို့ကသူတို့လည်းဟုတ်မလားပဲပေါ့ပိုင်ဆိုင်မှုတွေအားလုံးကငါ့နာမည်ညီတို့ရဲ့လမ်းမေးမရောက်ချင်ငါ့ကိုဂလန်ကဆတ်မလောက်ကြဘူး ရှင်းနေပိနေမလိုက်ဘူးမလိုက်ဘူးဆိုတော့အခုနောက်ပိုင်းတိလာတော့ weight ကိုအရင်မချတော့ဘူးအဲဂျူလီအခုထားထားတဲ့ weight ဆိုအဲ့ဒီတော့အထက်6ပေါင်လောက်တက်တယ်ပေါ့နော်ဆိုတော့ပါဆိုလည်းပြည့်ပြည့်ဂျူလီရဲ့မျက်နှာတိအဲ့လိုပြည့်နေမှလိုက်တယ်ဆိုတော့ပြည့်အောင်မနေလိုက်တော့တယ်အခုအဆင်ပြေတာပေါ့စားရတယ်လေ ာစိန်နန်းတော်မှာမြမပလာဇာစိန်နန်းတော်ဆိုင်ပွဲမှာရိုက်နေတာပေါ့နော်ဒီနေ့ဖိုတိုရှူအတိကတော့အာဒီလ25 26 29 3ရက်တိုင်းတိုင်းဒီမြမပလာဇာစိန်နန်းတော်မှာ promotion တွေရှိရပေါ့နော်စိန်ကယ်တွေကို15ရာခိုင်နှုန်းနဲ့ရောင်းချနေတယ်ပေါ့ဟုတ်အဲ့အတွက်ဖိုတိုရှူလေးလည်းလုပ်ဖြစ်တာပေါ့စိန်နန်းတော်နဲ့လည်းဂျူလီပွဲတက်တွေရောဖိုတိုရှူတွေရောနည်းနည်းကြာသွားပြီမလုပ်ဖြစ်တာလေဟုတ်အဲ့ကြောင့်လက်ခံပြီးရိုက်ခုဖြစ်တာပါ ော့ပထမဆုံးဝစ်တာတော့ရွှေတယ်လေးပေါ့နော်ရွှေတယ်ကျတော့အင်ဂျင်နဲ့ပိုလိုက်ဖတ်တယ်ပေါ့နော်ဟောရွှေတယ်လေးနဲ့လည်းအရင်သဘောကျတယ်ဒီစိန်ကျတော့လည်းဂျူလီယာစိန်ကြိုက်တယ်လေအဲဆိုတော့ဒီစိန်ငကကိုတော့အကြိုက်ဆုံးပေါ့ဟုတ်ဆွဲဂျူလည်းကြိုက်ပါတယ်ဒါပေမဲ့အဲဒီပုံမှန် daily ဆိုရင်တော့ဒီငကလောက်နဲ့ဂျူလီတို့ကအဆင်ပြေပြီပေါ့နော်အော်ငားလာပိုင်းမှာကြာတော့ဒါစကူလန်းဆိုင်ခွဲမှာပေါ့နော်ဒီ promotion တွေရှိပါတယ်အဲ့ဒါကငားလာပိုင်း1 3 4 3ရက်ပေါ့နော်ဟုတ် ဒီမှာအတင်းပြောလို့ရှိရင်လေရှေ့ပြောနောက်ကြည့်တဲ့ဘာစကားပြောလဲချုံနေကြားတဲ့အတိုင်းပဲလေငါပြောတာမဟုတ်လို့လားအတ္တစုကတော့လက်ရှိမှာနှွင့်နေတာပေါ့နော်အာချူလေးတောင်မှကိုယ်တိုင်ရိုက်နေရင်လည်းအဲ့ဒီအိမ်ပေါ်မှာ ပေါ့သူတို့တွေကိုအချင်းရောက်လာတာကိုကိုကိုလေးအရန်မုန်းစရာကောင်းလိုက်တာပေါ့နော် အဲတချို့ပြိသက်တွေကြတော့လေအခုကျူးလေးကလေးစားချီတဲ့အချိန်ကြမှာကြည်ရတာဆိုတော့လေပြောတာပေါ့နော်အဲတွေ့တယ်ဘက်ကောင်းမန့်နေတွေ့တယ်ဒါတော့ဒီချူချူငယ်ကိုပြောကြတာပေါ့ဆိုတော့လေဟဲ့လို့ကိုကလည်းမလေးပေါ့နော်ချူချူငယ်နေရာကနေနာတာပေါ့နော်ကိုပိုက်တဲ့ကလေးတော့တေးအောင်လှုပ်ထားတဲ့ကိစ္စကြီးကိုလို့ဒါကိုကသူတို့အိမ်ပေါ်တက်ပြီးဒီလောက်လေးပဲလှုပ်ရသေးရအောင်ဆိုဟဲ့ကြအဲ့လိုလေကိုကလည်းစိတ်ထဲကနေပြန်ပြောပေါ့နော်အဲ့လိုလေပြောဖြစ်တယ်ပြီးတော့အဲ့ကားထဲမှာရောချူလေးအရန်ပင်မန်းတာပေါ့နော်စိတ်ကောလူရောပင်မန်းတော့လေဂျုံးနေတာမျက်နှာမျက်လုံးလေးဆိုမလိုက်နိုင်အောင်လှစ် tenevo, no? အားလေးတော့ပြင်ရမယ်ပေါ့ဟိုချူလေးမတင်ထားဘူးအခုလိုမျိုးပြိသက်တွေကြိုက်ပြီးတော့အားပေးလိုက်မယ်လို့လေဟောအရင်မဝမ်းသာပါတယ်ကျိုးစားရချူလည်းနှပ်ပါတယ်ဟုတ်တချို့ပြိသက်တွေကြအစအနေစပြီးကြည်ရတယ်ဆိုတော့ကို့အတွက်ရန်ကူဖြစ်ပေးကြတယ်အဲ့ဆိုဟဲ့တို့ကတို့လည်းဟုတ်မလားပဲပေါ့အဲ့တော့ကတော့ကိုကိုကိုအဲ့လိုပိန်တာလေးအရင်ကြိုက်တယ်လို့ချူလေးထင်တယ်ပေါ့နော်ဒါပေမဲ့ TV ထဲမှာကြတော့လေအဲ့လောက်ကြီးပိန်တာကြီးရလေဟိုဂျုံဂျုံကြချူလေးနဲ့ပိန်တာမလိုက်ဘူးမလိုက်ဘူးဆိုတော့အခုနောက်ပိုင်းတိလာတော့ဝိတ်ကိုအရင်မချတော့ဘူးအဲ့ချူလေးအခုထားထား တဲ့ weight ဆိုအဲ့ဒီတော့ငါထဲ6ပေါင်လောက်တက်တယ်ပေါ့နော်ဆိုတော့ပါဆိုလည်းပြည့်ပြီဂျူလီရဲ့မျက်နှာကြီးအဲ့လိုပြည့်နေမှလိုက်တယ်ဆိုတော့ပြည့်အောင်မနေလိုက်တော့တယ်အခုအဆင်ပြေတာပေါ့စားရတယ်လေဟုတ်ဘူးအဲ့ဒါလေ အဲလက်ရှိမှာပြောကြရပေါ့နော်ဟာနေကပေါ့ဒါလေးတော့မစုဆောင်းနိုင်ဘူးလားဘာဖြစ်တင်ညာဖြစ်တယ်ဆိုဟိုအိမ်ဆောင်နေတော့လေအိမ်ဆောင်နေတော့ရသမျှအဲ့ထဲကိုထည့်ရတယ်ထည့်ရတော့ပြီးတော့ကားလဲလဲထားတော့လေအကုန်လုံးအကျွေးတွေနဲ့လေဆိုတော့လာစင်လာစင်ကဆက်နေရဆက်နေရတော့ဒီလိုကြီးလဲဖြစ်မယ်ဆိုတော့ဘယ်သူမှမသိဘူးလေအဲ့တော့ကိုကလည်းဟိုငွေပို့ငွေရှန်ထားထားတာမရှိဘူးမရှိတော့ဒီလိုဖြစ်လာတဲ့အချိန်ကျတော့မျက်စောင်းကထိုးရပြီပေါ့သိတယ်မလားဆိုတော့ဘာလုပ်လိုက်လဲဆိုတော့ အဲ့ဒီရွှေကိုပေါ့နော်ရောင်းပြီးတော့အောင်စဘုံဘုံကြောင့်မှဂျူးလေးမတင်တာဟိုဟာစွန့်ကတ်တယ်ပြီးလို့ရှိရင်ဝိထုကတ်တယ်ဂျူးလေးအဲ့ဒါကိုလည်းလုတ်တယ်ပြီးတော့ဂျူးလေးကိုရိုက်ပြီးရဲ့ဆရာဒရိုက်တာအကယ်မီကို သူ့ရဲ့ ham chain လေးကိုရွှေနောက်ထပ်တစ်ချက်သားထပ်ထည့်ပြီးတော့ရွှေစည်းတက်နေတဲ့အချိန်ပေါ့နော်အာထပ်ထည့်ပြီးတော့အဲသူသူနဲ့ချက်သားအကြီးဖြစ်သွားတာပေါ့အဲ့ဒါလေးဒါကိုသာဆရာသမားတွေကတော့တယ်ပြီးတော့ရေရောက်ကဆရာလေးအဲ့လိုမျိုးကိုရဲ့အဲ့လိုဆရာသမားတွေလည်းကျူလေးနိုင်တလောက်လေးပေါ့နော်အဲမန်လေးရအမေတို့ဆိုလဲအဲ့ရရောင်းပြီးတော့ကတော့တယ်ကတော့ပြီးလဲပြီးတော့အဲချန်တဲ့ဟာကို academy dinner ပွဲလုပ်မယ်ဆိုပြီးချန်ထားတာအဲ့ဟာလေးကိုလှူဖြစ်တာပေါ့နော်အဲ့ငယ်လင်းပေးမှလှူလိုက်ရတာပေါ့ဟုတ်အဲ့လိုပါ မဟုတ်မပြောရင်လည်းမသိဘူးလေအကုန်လုံးတော့လည်းမပြောဘူးဆိုပေမဲ့လည်းတချို့ကြတော့ဘယ်လိုပြောရမလဲဟိုဗလိန်ကျင်တာမဟုတ်ဘူးသူတို့ကလည်းသူတို့အားပေးရသူဆိုတော့လည်းအဲ့လိုလေးပေါ့နော်ဟိုသူများရဲ့ထက်ပိုပြီးလုတ်ပြတာကိုသူတို့ကလည်းမြင်ကျင်တာပေါ့မြင်ကျင်တော့ကိုယ်ကလည်းကိုလူသမ ्या တော့တခါမပြောဘူးလေအခါကျတော့ဩပြောမှရတော့မယ်ပေါ့ပြီးတော့ဟိုအမှုပညာအလုပ်လုပ်တဲ့တရုတ်ဆောင်အလုပ်လုပ်တဲ့ဆိုတာအပစံရတယ်ဆိုပြီးအထင်ကြီးနေတဲ့သူတွေလည်းရှိတယ်ပေါ့နော်အရင်ခေတ်ကတော့ဟုတ်ရင်ဟုတ်လိမ့်မယ်အခုခေတ်ကကျတော့အကုန်လုံးကလာခစားလဲလာကုန်ရင်လာစားရတယ်လို့ချူးလေးတို့လည်းတခါ ားပြီးတကားရတာလေသူကသူတန်တရာဒီခင်မာလေးနော်အဲ့လိုမျိုးလေးလဲနေတာပါတို့ဒါအထင်ကြီးကြတဲ့အခါကျတော့ရှင်းပြရတာပေါ့ ်ပွဲရာကိုလည်းကိုယ့်ဟာကိုရှာပြီးចောင်းတက်ရတယ်။အော်ပြီးရင်ဖုန်းဆိုတာလည်း SIM card ကစားကိုယ့်ကိုရှာပြီးဝယ်ရတာအကုန်လုံးပေါ့နော်။ဆိုတော့မမေဆုံးသွားပြီးတဲ့အချိန်ကနေစပြီးတော့အကုန်လုံးကိုယ့်ဟာကိုလေအဲတခါလေးတွင်းမိပါတယ်။အော်သူများရဲ့လိုမိပါတယ်လို့ပြောပေါ့နော်။ရော့ဒီအိမ်မှာတသက်လုံးနေဆိုတာမျိုးဆိုကိုယ်လည်းအများကြီးရှာနိုင်တာပေါ့ဟုတ်တယ်မလား။အဲ့လိုမျိုးကွာတာပေါ့လေဒီလား။အဲ့ဘဝတွေဘဝတွေဆိုတာမတူတဲ့အခါကျတော့အဲ့မတူတဲ့သူတွေကိုချင်းချင်းနှိုင်းပြီးပြောတော့ကိုယ်ကလည်းရှင်းပြရတာပေါ့။ဟုတ်။ရှင်းပြရလားရင်းပြဆိုတာ ရှင်းပြရပါအေးဟောအဲ့လိုအဲ့လိုလေးကိုသွားတယ်လို့ဖြစ်သွားတာနော်ပြီးကျင်တော့အဲ့ဒီတင်လိုက်တဲ့နှစ်ကြီးရဲ့အချိန်ခါကြီးကအဲ့လောက်ပြောရမယ့်ဟာမဟုတ်ဘူးလေနော်ဟိုတဘာဝဘေးရနေရကြီးကတတိပေးလိုက်ပြီးတိတ်မပြောနဲ့ဆိုတာမျိုးဆိုတိတ်မပြောရဲတော့အဲယူခါတဲ့ဘူးစာကလည်းတော်တော်ကြာတော်တော်ကြီးကြာခဲ့ပါပြီအဲ့ကလေအဲ့တော့ကိုကိုကိုတော့ confidence တိတ်မရှိဘူးဟာသနဲ့ပတ်တန်လေတွဲတိူးဆောင်ရတာတကယ်ကိုတဘာရင်ဝိုင်း မိုင်းဆိုးရဥကြော်ရဲရအောင်ရပေါ့နော်ပြီးတော့ကိုရွှေထူးဆိုလည်းအရန်တော်တယ်လေဆိုတော့ဂျူလီကတော့အမိလိုက်နိုင်အောင်အကောင်းဆုံးစူးစမ်းတာပါတယ်လို့ဟုတ်ဟုတ်ကဲ့ပါဂျူလီရဲ့ရုပ်ရှင်ကားကြီးတွေလည်းဒီနေ့ထဲမှာပေါ့နော်လုံတင်မှုရှိပါတယ်ဟာသတွေများတယ်ဒရမာတော့နည်းပါတယ်ဒါရောအားပေးပြီးတော့ဝန်းရံပေးပါအောင်လို့ပြောချင်ပါတယ်ရှင့်ကျေးဇူးပါဟုတ်